မင်္ဂလာပါအဲဒီနေ့သင်ခန်းစာလေးကတော့ Adobe Premiere Pro 2025ရဲ့ဒီ salon design အခုဒီ design လေးကို ဖန်တီးတဲ့နည်းလေးကိုအသေးစိတ်ရှင်းပြပေးမယ်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါအားကြတော့ စလုံးဒီဇိုင်းဆွေးတဲ့ဘိုင်းလေးကိုဒီဘိုင်းလေးမှာအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်တို့ဒီ Adobe Premiere Pro နဲ့ပတ်သက်တဲ့ဗီဒီယိုတီးဖြတ်နည်းပညာတွေကိုကျွန်တော်ရဲ့ဒီ YouTube Channel ထဲမှာကျွန်တော်ကကနနာအသေးစိတ်အခြေခံလေးစာပြီးတင်ပြရပြီဗောနော်အခုဒီနောက်ပိုင်းကျရင်ဒါဒီဇိုင်းဘိုင်းလေးလာမယ်ဗောနော်အဲ့တော့ဒီဘိုင်းလေးမှာကကြတော့ဒီစလုံးဒီဇိုင်းကိုကျွန်တော်တို့ဒီဗီဒီယိုနဲ့ပေါင်းပြီးတော့ effect တွေဘယ်လိုထည့်မလဲဒါတွေကိုကကနနာလေးလာရမှာဖြစ်တယ်ဗောနော်ဒါကကြတော့ဒီဇိုင်းတစ်ခုအနေနဲ့အသုံးပြုလို့ရတယ် ကိုရုပ်ရှင်ဇာတ်ကားတွေမှာပဲဖြစ်ဖြစ်ကျွန်တော်ကိုစာလန်းထိုးတဲ့ခါကျရင်ဒီဒီဇိုင်းလေးတွေတွေ့လိမ့်မယ်ပေါ့နော်။ဟုတ်ပါပါเนาะ။အဲ့တော့ Dopamine Pro ဒါ2025ဗာရှင်ပေါ့နော်။နည်းနည်းတော့2025လေးကအခုနောက်ပိုင်းပုံမြင့်လာတဲ့ခါကျတော့လွတ်ဆောင်ချက်တွေအစနည်းနည်းလက်ဝင်နေပေါ့နော်။ဒါလေးတွေကိုတေချာလေးကန်းလာလာကြည့်ပေါ့နော်။ Okay ကျွန်တော် project pack နေထဲမှာဗီဒီယိုထည့်ဖို့အတွက် debit ကလေးနှစ်ချက်ထောက်လိုက်ပါ။ ဒီဘက်ကလင်းချောက်ပြီးဒါကြတော့ကျွန်တော်ဗီဒီယိုလေးပေါ့ဒီဗီဒီယိုကကွန်ကိုရိုက်လို့လေးရတယ်ဒါကကျွန်တော် YouTube ကနေပြီးတော့ down လာတဲ့ဗီဒီယိုတွေပေါ့နော် okay ပြီး open လုပ်လိုက်အဲပြီးသွားရင်ကျွန်တော်တို့ timeline ပတ်နေတဲ့ဟိုဗီဒီယိုတစ်ခုတော့ဆွဲထည့်လိုက်မယ်အဲဒီမှာအတန်ပါလို့ရှိရင်အတန်ကို order ဖိပြီးတော့ဖြတ်ထုတ်လိုက်ဒါကကျွန်တော်ရှေ့မှာလဲအဲဒါချင်းရခဲ့ဘူးတယ်ပေါ့နော်အဲဒီ style ဒီဗီဒီယိုလေးကိုဟိုကျွန်တော်တို့ဘာလုပ်မယ်ဆိုရင်ဒီတက်နဲ့ပေါင်းပြီးတော့လုပ်မယ် နော်တန်နေပေါ့အဲ့တော့ဗီဒီယိုရဲ့သဘောတရားလေးကဒီလိုမျိုးလေးဗီဒီယိုလေးကဟုတ်နော်အဲအဲ့ဒါလေးကိုကျွန်တော်တက်စလုံးထည့်မယ်ဒါစလုံးစာရေးမယ်ဆိုရင်ကျွန်တော်တို့ခုဘာရှင်းကကြတော့ဒီ tab 2ကိုပဲသုံးပြရမှာအရန်ကိုကောင်းတယ်ပေါ့နော်ဒီ tab 2 UV ဒီနားမှာတစ်ချက်ရေးတာအဲရေးပြီးကိုရေးကြည့်ပေါ့နော်အဲဘာရေးမယ်ဆို i ho ပေါ့အဲ i အဲ i w o r a d ပေါ့စလုံးကြည့်ပဲရေးလိုက်မယ်နော် w o r a d အဲအဲဒီ i ho ဆိုတဲ့စာသားလေးကိုကျွန်တော်ကချိန်လိုက်မယ် ပဲជីជីပြီးချက်မယ်။ဟိုဟုတ်ပြီနော်ជីជីပြီးချက်လိုက်ပြီ။ Okay ဒါလို့ဆိုရင်ဒါဆိုရင်တော်တော်လေးជីရပါတော့။ Okay ရပြီနော်။အဲဒီမှဆိုရင်တော့ကြတော့ဒီဗီဒီယိုနဲ့ပေါင်းတာဖြစ်အတွက်ကြောင့်မို့လို့အဲဒါလေးဆုံးပြီးဆွဲထားလိုက်နော်ဆွဲထားပြီးရင်ကျွန်တော်တို့ဒီစလုံးကိုဗီဒီယိုနဲ့ပေါင်းမှဖြစ်အတွက်အဖတ်တစ်ခုခေါ်ထည့်ရမယ်အဲ့တော့အဖတ်ကိုသွားမယ်သွားပြီးကျွန်တော်တို့မှာဘယ်ကိုသွားမယ်ဆိုရင် ဗီဒီယိုအဖက်ကိုသွားမယ်ပြီးွားရင်အောက်နည်းနည်းဆွဲချပြီးကီးကီးကိုသွားမယ်ကီးကိုသွားပြီးလို့ရှိရင်တော့ဒီမှာတိတ်မတ်ကီးကိုဖိပြီးတော့သူကကြတော့ဘယ်ပေါ်ဆွဲတင်ရမယ်ဆိုရင်တော့ဗီဒီယိုပေါ်ဆွဲတင်ရမှာနော်တိတ်မတ်ကီးကိုဗီဒီယိုပေါ်ဆွဲတင်လာโอเคไอ้วิดีโอยောက်ออกมาได้อัฟเฟคของมาเราတို့ก็နေပြီးတော့อัฟเฟคคอนโทรลထောက်ပြီးတော့တပြည့်ရမယ်ဒီวิดีโอထောက်อัฟเฟคคอนโทรลထောက်ပြီးတင်မယ်အဲ့ဒီမှာဘာလုပ်ရမလဲဆိုရင်ဒီမှာ none ဆိုတဲ့နေရာမှာ ဗီဒီယိုက1 2ရှိလို့ဗီဒီယို2ကိုရွေးပြရမှာ okay ဒီလိုမျိုးလေးဖြစ်ပါပြီเนาะအဲဒီလိုမျိုးဒီဇိုင်းရပါပြီလွယ်တယ်เนาะလွယ်တယ်เนาะမခက်ဘူးเนาะတခြားလေးကြည့်ပါเนาะ okay ဒါပြီးကျွန်တော်တို့ကဒီမှာတက်ကိုပြန်ပြီးတော့ animation ပြန်လုပ်ရမှာဒါအသေးကြီးတက်ကအသေးကြီးတို့လား animation ပြန်လုပ်မယ်ဆိုတဲ့အတွက်ကြောင့်မလို့ indicator down နဲ့နောက်ဆုတ်လိုက်မယ်တက်ကိုထောက်မယ် effect control ကိုသွားသွားပြီးဒီမှာဆိုရင်ဒီမှာကျွန်တော်တို့ကဒီမှာเนาะဒီ motion ကိုမှာ motion ကိုထောက် ်ထပ်ပြီးမှမူးရှင်းမှာစကေးနဲ့ပူဇက်ရှင်ကိုကီးတမှတ်လိုက်အင်ဒီကေတာနောက်ဆုတ်ပြီးတော့နော်အင်ဒီအင်ဒီကေတာကဒါလောက်မှာတမှတ်လိုက်ပြီးွားတာနဲ့သူ့ကိုအရှိယူဆွဲဆွဲပြီးစကေးကိုဆွဲကြည့်လိုက်အဲလိုမျိုးဆွဲကြည့်လိုက်စကေးကိုနော်အဲဆွဲကြည့်လိုက်နော် Okay ပြီးတာနဲ့ဒီဘက် position key လေးကိုဒီဘက်လေးပေးသွားလိုက်အဲလိုမျိုးလေးပေးသွားလိုက်နည်းနည်းလေးပေးသွားဒီဘက်ရှေ့ရကောင်းလေးပေးသွားလိုက်ချင်း โอเคဒါပြီးပလေးကြည့်လိုက်မယ်โอเคအဲ့ဒီပုံစံလေးရသွားမယ်ပေါ့เนาะကဲနောက်ပြီးရင်ဗာဆက်လုပ်ရမယ်ဆိုရင်ဒီမှာ key တွေကိုကျွန်တော် ECE လောက်ရမယ်เนาะအဲ့တော့ဒီ key နှစ်ခုလုံးကို selection ပေးလိုက်ဒီကနေ left click ဖိပြီးတော့ select ပေးပေးပြီးွားလို့ရှိရင် left click ဖိလိုက်တယ်เนาะ select ပေးပြီးဟိုအဲ့ပေးထားတဲ့ key ပေါ်ကို right click ထောက်လိုက်ပြီးွားလို့ရှိရင်ဒီမှာဒီ option ကိုသွားသွားပြီးွားလို့ရှိရင်ဒီမှာဒီမှာ easy in နဲ့အောင်းနဲ့နှစ်ခုပေါ့နော်အဲ့တော့အင်ကိုပဲယူပြလိုက်အဝင်ပေါ့နော်အပိပြင်းပလီကြီးလိုက်မယ်အဝင်မှာအမြန်ဘုံဆိုတော့ဝင်သွားတဲ့ပုံစံလေးလုပ်ချက်တော့အဲအဲ့လိုမျိုးနော်ဆလိုမိုရှင်လေးနဲ့အဲဒါဆိုရမယ်နော်အဲဒါကြတော့အဲဆလုံးတစ်ခုထည့်ပြီးပါပြီဟုတ်ပြီနော်ဆလုံးထည့်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီအောက်အောက်လေးမှာဝတ်ဝါဒါလေးထက်ထဲချင်းသေးတယ်ဟုတ်နော်အဲ့ဆိုအဖက်ကိုသွားမယ်နောက်ပြီးဒီမှာရေးလိုက်အမိုင်အားကိုမဲ့တာလို့ရေးလိုက်မယ် m i r အာနော်ဗီမမေရာပေါ်ဝိုင်းနော်အမိုင်အားလို့ရေးလိုက်မေရာပြီးရင်သူ့ effect ဒီစလုံးပေါ်ကိုဆွဲထည့်လိုက်ပြီးရင် effect control ကိုသွားမယ်သွားပြီးအဲမေရာမှာကျွန်တော်ကပြင်ရမယ်ဒီကောင်ကြတော့ angry ကို90 degree စောင်းလာပေးလိုက်ဟုတ်ပြီနော်အ sorry sorry angry ကို90ဒီဟုတ်တယ်ပြီးရင်သူ့အောက်ဆွဲချလိုက်နော်ဘာလို့မလဲဆိုရင်အနောက်ကဟာကိုအောက်ဆွဲချလိုက်အဲ90 degree ဒါစောင်းလိုက်တာပေါ့နော်90 degree စောင်းလိုက်တာစောင်းပြီးတော့အောက်ကိုဆွဲချလိုက်အရိပ်လေးဖြစ်သွားတယ်အဲပြီးတော့မှ mask ပေးမယ်ဒီလေးတော့လေးကိုထောက်လိုက်ရင် mask ဖြစ်သွားတယ် mask ကိုကြတော့ကိုကဒီရဒီလိုမျိုးလေးရွှေ့ရွှေ့ပြီးတော့ဒီအဆုံးထိပေးထားလိုက်ဘာကြောင့်လဲဆိုအရိပ်လေးထည့်ခြင်းလို့ဟုတ်တယ်နော်ခုနအဆောင်မှာအရိပ်လေးဒီလိုပုံစံလေးနော်ဒီလိုပုံစံမျိုးလေးဆွဲလိုက် โอเคဒါဆိုရမယ်เนาะပြီးတော့มาဒီဟာကို feather ကိုဝါပေးရမှာအဲ့ mask ရဲ့မှာ feather เนาะ mask feather မှာဝါပြီးလာအဲ့လိုလေးဝါအဲ့ဒါအရေးကြီးပေါ်လာတာเนาะအဲရေးရိုးလို့ဝါတာအများကြီးတော့မဝင်တာအဲ့လားလောက်ပဲဝါโอเคဒါဆိုရင်ကျွန်တော်တို့ဒါဟာလေးကိုကြည့်ကြည့်မယ်อืมပြီးကြည့်မယ်เนาะ โอเคအဲ့ဆိုရင်ရမယ်နော်မခတ်ဘူးနော်လွယ်လေးပဲဟုတ်ပြီနော်ကဲနောက်တစ်ဆင့်နေနေဒါကိုလည်းတူကနောက်တဲ့ဒီဇိုင်းလေးထပ်ထည့်ကျင်သေးတယ်လဲခြင်းတယ်လဲခြင်းတယ်ဆိုရင်တော့ तू ကကြတော့တူရိုဒက်ရှင်မှာလဲလို့မရတော့ तू ကကြဘာနဲ့လဲရမလဲဆိုလို့ရှိရင်သူ့လဲမယ်ဆိုရင် effect ကိုသွားသူ့ကြတော့ဘာလို့မလဲဆိုတတိ D နဲ့လဲမယ်တတိ D တတိ D basic ကိုခေါ်ရတာပေါ့နော်တတိ D လို့ရည်လိုက်လို့ရှိရင်တတိ D လို့ရည်လိုက်ရင်တတိ D basic ပေါ်လာအဲ့ဒါကိုစလုံးပေါ်ကိုဆွဲထည့်လိုက် ပြီးရင် effect control ပြန်သွားမယ် effect control သွားပြီးတာနေတင်ကိုကျွန်တော်တို့ဘာလုပ်ရမလဲဆိုအဲ့ဒီမှာသူကဒီတတိယမှာသူကဘာလုပ်ရမလဲဆိုရင်လဲပေးရမှာဟုတ်ရနော်လဲမယ်ဆို indicator ကိုဒီအနောက်အဲဒီလိုမျိုးဒီကအကျဒိန်းအကျအဲ့အကျလေးမှာကိုစပြီးတော့ဒီမှာလဲမှာဒါလဲတယ်ဗောနော်စပြီးလဲတာအဲအဲ့လိုပုံစံမျိုးနော်တော့ဒီဒီကဒီကဒီလိုလာတယ်ကြတယ်ပြီးွားတာနဲ့ဒီမှာ switch ကိုဤတမှန်လား ပြီးွားရင် indicator indicator တန်ကိုအနောက်လေးနည်းနည်းဆုပ်လိုက်ဆုပ်ပြီးတော့အဲဒါလေးကိုလဲပေးလိုက်ပေါ့အဲအဲအဲ့လိုလေးလဲပေးလိုက်လွယ်တယ်နော်ဟုတ်ပြီနော်ဟိုတော့ဒါမှမဟုတ်ရင်သူ့ကိုလဲခြင်းလေဆိုအဆုံးထိလဲလို့ရတယ်ဟုတ်အဆုံးထိဒီအဆုံးထိပေးထားလိုက်ထားပြီးတော့ပေးပြီးတော့လဲလိုက်တင်ပြပြီမနော်ဒီဟာကိုလဲတာကို ဒီအဆုံးထိပေးလဲလိုက်တပတ်ကျော်ပေးလိုက်နော်တပတ်အဲအဲ့လိုလေးပေးလဲပူလာအောင်နော်โอเคအဲ့ဆိုရင်ပလေးကြည့်လိုက်မယ်လေးတယ်လွယ်ပါရဲ့နော်ကိုကနားမလဲဆိုတော့ခဏလေးကြည့်မအောင်အဲအဲ့လိုမျိုးလေးစလုံးလေးလဲပါဟုတ်နော်โอเคဒီမှာနောက်ထပ်တစ်ခုထပ်ပြီးပြောင်းလို့ရသေးတယ်အဲ့ဒီအလေဒီကောင်ကိုလေတဲ့ခါကြလို့ရှိရင်ဒီမှာလေလိုက်တယ်ရောက်တယ်လေလိုက်တယ်လေတဲ့ခါမှာဘူး ပေါ်လာရင်နောက်ထပ် video design လေးတစ်ခုထပ်ပြောင်းမယ်အဲဘယ်လိုပြောင်းမလဲဆိုရင်နောက်ထပ် video လေးပြောင်းတော့ဒီနားလေးလောက်လောက်ထားဒါအလေเนาะအလေလောက်လောက်လေးမှာ indicator ထားထားပြီးတော့ video ကိုဖြတ်လိုက်ဖြတ်ပြီးတော့မှနောက်ထပ် video တစ်ခုထပ်ပြီးတော့ဆွေးထည့်လိုက်အဲအတန်ပြန်ထည့်ဖို့သူ့ကိုအဲနောက်ဒီ video လေးတိုးလိုက်ပေါ့เนาะအဲလောက်အဲပြီးွားရင် ဒီဒီရှေ့ရဗီဒီယိုတစ်ချက်ထောက်မယ်ပြီးရင် effect control သွားပြီး key ကို copy ယူရမယ်နော် type mark key ကိုတစ်ချက်ထောက် control c keyboard က control c ကိုနှိပ်ဒီဗီဒီယိုထောက် keyboard က control v ကိုနှိပ်အဲ copy ကူးလိုက်တာအဲဆိုရင် key ကို play ကြည့်လိုက်မယ်အဲအဲ့လိုမျိုးလေးနဲ့နောက်ထပ်ပုံတံတန်လေးပဲနော်နောက်ထပ်ဒီ type mask ပုံစံလေးကိုရရှိလိမ့်မယ်မခက်ပါဘူးနော်လွယ်လေးပါနော်အားလုံး ဟုတ်ကဲ့အဲ့တော့ဒီဘက်လေးကိုကြည့်ရှုကြရတယ်ဟောဒီကတငငချင်းမိတ်ဆွေတွေအတွက်ကျွန်တော်ရဲ့ I will be you enemy channel လေးကနေကြိုဆိုပါတယ်နောက်ထပ်သင်ခန်းစာတွေကိုကိုရှိကိုတိုင်းရောက်ဖို့အတွက် channel လေးကို subscribe နှိပ်ထားပါတော့ဒါကြတော့ video ဒီဖြတ်နေနီးပညာနဲ့ပတ်သက်တာတွေကိုအခြေခံနဲ့စပြီးတော့ကျွမ်းကျင်တဲ့ပို့ပို့ရှိပါတော့ကျွန်တော်ရဲ့ I will grow ကနေပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ် Okay အားလုံးပဲ bye bye နောက်ထပ် video ကြရင်ပြန်ဆုံမယ်เนาะအားလုံးပဲ bye